ားလုံးပဲမင်္ဂလာပါဇလီရဲ့ YouTube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရှင်အခုဇလီတင်စာပေးမဲ့ဗီဒီယိုလေးကတော့ဒီဂျပန်ကိုအကြောင်းသွားတက်တဲ့သူတွေနော်ဒါလုံးဝကိုတည်ထားမဲ့ဗီဒီယိုဖိုင်လေးပဲဖြစ်ပါရဲ့ရှင်ဒီဗီဒီယိုဖိုင်မှာဆိုလို့ရှင်နော်ဒီအမကနော်ပြပြစုံစုံကိုရှင်းပြပေးထားရှင်ဒီဗီဒီယိုဖိုင်လေးကိုလည်းအတူတူကြီးကြီးလိုက်ကြရအောင်နော်မင်္ဂလာပါရှင်မြန်မာပြည်ရဲ့နိုင်ငံရေးသတင်းတဲ့ဂျပန်ရဲ့နိုင်ငံရေးသတင်းတွေကတစ်နေ့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 အရင်ကိုရင်ခုန်ဆိတ်လို့ရှားနေရတယ်နော်ဟုတ်ကျွန်တော်တို့ကဟို ချိန်တိုင်းကျွန်တော်လည်းအိတ်ဆွဲပြီးပြန်ရမှာလားဆိုရင်တုံမှုတွေဖြစ်နေပေါ့နော်အခုတခုအခုကကြပါလဲဆိုတော့ကျောင်းသားကလေးတွေပဲရောက်သွားပြီနော်ကျောင်းလာကတွေတိုးမြင့်နော်2029ကနေစပြီ2026ကတော့ဒီနှုံထားအတိုင်းကိုသွားမယ်အဲအရန်ကိုနိုင်ငံသားတွေကိုဖိအားတွေအရန်ပေးနေပြီချိန်နေထားတော့ရှိနေပေါ့နော်အရန်ကြီးလွလွနည်း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 မသိပေမဲ့ကျွန်တော်တိတိလောက်လေးပြောပြရရင်တော့ဟိုဘယ်လိုခေါ်မလဲ အလုံးလေးနဲ့နှင်ထုတ်နေရလားတောင်းထင်ရတယ်ပေါ့နော်ဘယ်လိုလဲဆိုတော့ကိုစကေးတွေကိုအရင်ညင်ညင်မြင်မမြင်လို့ရှိရင်ဂျောင်းဂျလကီဂျောင်းဆိုတော့ပုံစံမျိုးတွေဖြစ်လာပြီပြီးရင်အခွန်နေရာလည်းတက်လာပြီအခွန်နေပြီးတော့ဟိုပါလေဗီဇာတုံးမြင့်ကြီးတွေတို့အခု ကျောင်းလာကတွေတက်တာတို့အမျိုးမျိုးသောတွေပေါ့နော်နိုင်ငံညာသားရဲ့ကလေးလေးတွေဆိုလို့ရှိရင်ကျောင်းကျောင်းတက်တဲ့ကလေးတွေဆိုလို့ရှိရင်ဒီမှာမွေးတဲ့ကလေးတွေပေါ့နော်နိုင်ငံညာသားကလေးလေးတွေဆိုလို့ရှိရင်မူလာတန်းကျောင်းသားကလေးတွေဆိုလို့ရှိရင်ထောက်ပံ့ကြီးမရတာမရတော့တဲ့စနစ်တွေဖြစ်လာတာတို့အမျိုးမျိုးအမျိုးမျိုးသောတွေ啊တစ်နေ့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 သူကလေတစ်နေ့တစ်ပုတ်တစ်နေ့တစ်ပုတ်မကအောင်အဲ့လိုဖြစ်နေဆိုတော့ကျွန်တော်တို့အနုနည်းနဲ့ပြန်လို့နေရတာစဉ်းစားကြည့်အဲ့လိုလေဘယ်လိုခေါ်မလဲ ဗီဇာတိုးမြင့်ကြီးတိုးကောက်တာဆိုလို့ရှိရင်လည်းစဉ်းစားကြည့်ဗျာ6 6လတစ်ချိန်တိုးတဲ့လူရှိရဲ့နော်ခါစုတိုးပြီးသားတပည့်ဆို6လတစ်ချိန်တိုးတဲ့လူရှိရဲ့တစ်နှစ်တစ်ချိန်တိုးတဲ့လူရှိရဲ့6လ6လတစ်ခါ6လတစ်ခါကိုမှ6000 1000တော်1000အောက်ဆိုလို့ရှိရင်ကိစ္စမရှိဘူးဆိုပေမဲ့အခုဆိုလို့ရှိရင်3 4000ဆိုလို့ရှိရင်စဉ်းစားကြည့်အဲ့ဒါကြီးကိုကတကူတကကျွန်တော်တို့ရှာရတော့မယ်ဟုတ်တယ်ဟုတ်အဲ့တော့နေရထိုင်ရတာမကြိုက်တော့ဘူးဖြစ်သွားပြီခုလာစားရပြီဆိုလို့ရှိရင်လည်း သုံးပုံတပုံလောက်ကအခွန်နေကြည့်ပဲနော်ဝယ်စားသမျှအတိုင်းမှာလဲမုံလေး100 100တန်ဝယ်စားစား100တန်အခွန်ဖြက်ကော်ဖီလေးတဘူးဝယ်တော့တော့ကော်ဖီလေးဟိုဘယ်လိုခေါ်မလဲတဘူးစားအခွန်ကဖြက်အဲ့တော့ခါကျတော့စဉ်းစားကြည့်ရအောင်ကြောက်လဲနော်ဘလို့လို့အနုနီးနဲ့နှိမ့်ထုတ်နေဆုံးခံစားရအောင်လားကျွန်တော်တို့အဲ့လိုခံစားရတယ်ဗျာဒါပေမဲ့ ပြောခုခုပြောပြောနေကြတာအာဒီဒေါ်နယ်ထရန့်ကြီးကဒီလိုဒီလိုလှုပ်လို့ဟိုအဖွားရက်ဒီလိုတွေလှုပ်တယ်အဲ့တော့ဟိုဒီလိုတွေလှုပ်တော့မယ်ဒီလိုတွေလှုပ်တော့မယ်အဲ့တော့ခါကြခါဆူဆူသမားတွေပြန်ရတော့မှလားမပြန်ရတော့ဘူးလား အဲ့လိုမျိုးတွေပေါ့နော်တချို့ကြလဲသူတို့နဲ့မဆိုင်ဘူးပေါ့ရှင်မြမတွေကိုတီးတန့်ကိုကာတာတွေကပေးထားတာဆိုရယ်ယူခံယူတဲ့လူတွေလည်းရှိရပေါ့နော်အတိုင်းမဲ့အကျိုးအသက်ရောက်မှုကတော့နည်းနည်းလေးတော့တက်ရောက်တာပဲရင်းတော့နည်းနည်းတုံးရတာပဲလေနော်အဲ့တော့ရှိနေတဲ့ဟိုလက်ရှိကင်ထားတဲ့ဗီဇာလေးကိုတန်မိုးထားပြီးတော့နေစီခြင်းနဲ့ပြီးရင်ဘာလို့ရမလဲစကေးလေးတွေကိုမြင့်တင်စီခြင်းနဲ့ရှိနေတဲ့စကေးလေးသူတို့ကတတ်မှတ်တော့ရလို့လည်းပြောရလေနိုင်ငံသားဥယျာဉ်တွေကိုတတ်မှတ်ပြီးခေါ်ယူတော့မယ်ဆိုတော့သူတို့နိုင်ငံလာလို့ရှိရင် တို့ရဲ့စာတွေကိုတက်မြောက်အောင်မယ်အရင်တော့ training သမားတွေတက်တက်မတက်တက်စာတက်တက်မတက်တက်ဟိုလုပ်သားလေးခေါ်လို့ရတဲ့အနေထားမဟုတ်တော့ဘူးပေါ့နော်အဲ့တော့အဲ့လိုစစ်စစ်ပြီးတော့ခေါ်တော့မှာပေါ့ညညာရေးချင်းရစာအကုန်လုံးပြောနိုင်ဆိုနိုင်တဲ့လူအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးတွေကိုစစ်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 လာရဆိုတော့အခါကျအရန်ကိုတင်းကျပ်လာပြီဆိုတော့ကျွန်တော်တို့ scale တွေမမြင်လို့မရတော့ဘူးဟိုမြင်ရတော့မယ်ဒီတက်ပို့ပြီးတော့ပေါ့နော် လာမဲ့ကလေးတွေကိုလည်းဟိုပေါ့နော်ဟိုအလုံးနဲ့လာမဲ့လူဖြစ်ဖြစ်ចောင်းသားနဲ့လာမဲ့လူဖြစ်ဖြစ်တေချာစဉ်းစားပါចောင်းနဲ့လာမဲ့ဆိုလို့ရှိရင်လည်းစဉ်းစားကြည့်ဗျာသူတို့ကအလုံးလုံးခွင့်ရ28နှစ်ရည်ပဲရှိတာအဲ့တော့ကိုနေတဲ့ကိုចောင်းပတ်ဝန်းကျင်မှာလက်ပေးအလုပ်ရှိရဆိုလို့ရှိရင်တော့အเจ้าမဟုတ်ဘူးလက်ပေးအဲလက်ပေးအလုပ်တည်းကနေရာတိုင်းမှာမရှိဘူးဆိုတော့เจ้าလုတ်ခွင့်ပေးတာကအလုပ်လုတ်ခွင့်ပေးတာက28နာရီပဲရှိတယ် အဲ့တော့သူတို့တက်မဲ့ဈေးနှုန်းက150ဆိုတော့ဘလို့မကောမဖြစ်နိုင်ဘူးအခု60ကျော်ကလေးလေး60ကျော်ပေးချင်နေရတဲ့ကလေးတောင်ရမ်းပင်မလို့နော်ဆိုတော့စဉ်းစားကြည့်နော်အလုပ်ကလည်းတော့ရသေးတယ်အကြောင်းကလည်းတရားတော့တော့ရသေးတယ်စိတ်တက်စိတ်တက်ပိုင်းဆိုင်ရာတွေရောပြင်ဆင်ပြင်ဆင်မှရမယ်ပြီးရင်အခွန်တွေဘလောက်ဘလောက်ဆောင်ရတာတွေလည်းလေးလာပြီးလာရမယ်မလို့အများကြီးပဲစိတ်ဖြစ်တယ်အဲ့တော့အလုံးနဲ့လာမဲ့လူကြီးကြတော့လည်းစဉ်းစားကြည့်နော်အခုကျွန်တော်တို့တောင်မှ3ပုံ2ပုံလောက်ဆောင်လိုက်ရတယ် အခုနေအရန်နေများနေရယ်ကျွန်တော်တကယ်ချင်းဆိုရင်29ရတာ29ရတာအောင်မှာသူဘလော့ပဲရတာဆိုအဆောင်တားကိုလေးပေါ့နော်ဟိုကပေါ့အဆောင်ကြီးပါပါအဆောင်ကြီးပါရေမီပြပါမီအကုန်ရောပါတာအောင်မှာအခုနေရောဆောင်လိုက်တော့ဖြတ်လိုက်တာမသူ့လက်ထဲမှာ18တောင်းပဲရတယ်အဲ့တော့အရန်ကိုအခုနေကများနေပြီအခုမိုးနေတယ်မယ်နော်မလွယ်ဘူးရှင့်အခုများတဲ့အတွက် ဒီနိုင်ငံကိုရွေးချယ်ရမလားတခြားနိုင်ငံကိုရွေးချယ်ရမလားအဲ့တော့လာလက်စားနဲ့လာတဲ့ဆိုဆိုလို့ရှိရင်လာကြည့်လိုက် လာပြီးတော့ကိုကလေဂျပန်စာတွေမဟုတ်တော့ဘူးအင်္ဂလိပ်စာတွေပါတတ်မှရတော့မယ်ဘို့ဆိုနိုင်ငံပြောင်းပြီးနေလို့ရအောင်လို့လေအခုကျွန်တော်ကြတော့အဲ့လိုပြောင်းနေတိုင်းတည်းကျွန်တော်အီချင်းအဲ့လိုမရှိဘူးဆိုတော့ဒီနေရာမှာပဲကျွန်တော်ချစ်ချုပ်ပြီးတော့သူ့အခွန်တောင်းသမျှကိုပေးပြီးတော့ပဲပေးဆောင်ပြီးတော့ပဲကျွန်တော်နေရမယ့်အနေအထားဖြစ်သွားပြီအဲ့တော့ခါကြတော့ဟိုသူ့ရဲ့ဂျပန်စာကိုတော့ကျွန်တော်ကိုပို့ပြီးတော့မြင့်တင်ရပါဘောနော် အဘာလေးလိုအပ်လဲဆိုတော့ခါကြတော့လာမဲ့လူတွေကဘာလေးလိုအပ်လဲဆိုတော့ဂျပန်စာတွေမဟုတ်အင်္ဂလိပ်စာပါတက်မှာအဆင်ပြေမယ်။ဘာလို့ဆိုဒီနိုင်ငံကအဆင်မပြေဘူးဆိုရင်တခြားနိုင်ငံမှာကူးနိုင်အောင်လို့ဟုတ်တော့ကျွန်တော်တို့အဲ့လိုယူဆတာသိလားကျွန်တော်တို့ကအခုနိုင်ငံပြောင်းကျင်တာဗျာသိလားကျွန်တော်ကလည်းလေဂျပန်စာလွှဲရင်မတက်တော့ခါကြတော့ကျွန်တော်ပြောင်းမရအောင်ကျွန်တော်ခေါ်ပေးရှင်ခေါ်ပေးပါ ဘာလုတ်ပြန်ပြန်ပြန်လုတ်ပြီပေါ့အဲ့လိုတော့ဖြစ်နေပြီစိတ်ညစ်တယ်ကျွန်တော်ဒီနိုင်ငံမှာမနေချင်တော့ဘူးစိတ်တွေအရန်စိတ်ထက်တွေကြနေဘယ်လိုကောင်းမလဲရတဲ့လစာလေးမြင်လိုက်လို့ရှင်လေတကယ်လားโอ้ปลุกออมเลยตรุเป้ย่าดาเป้เป้ย่าดาตรุเป้เนาะไอ้เป้ปี้นี่ปี้อ่ะเนี่ยโคละแท้อาจารย์หมอหอบผู้กาแฟตะบู้เลตอกโลชิงไอ้กาแฟตะบู้ซาอะคงอ่ะซาวอ่ะเนาะเจ้าอุตะกะเวเจ้าอุตะกะตะกะซาอ่ะ အကုန်လုံးအခွန်ဆောင်ရတယ်။ဘာလို့လို့အခွန်ဆောင်ရတယ်။ဆိုတော့ခါကျစဉ်းစားကြည့်။လှုပ်ကိုမလှုပ်ရတော့ဘူး။စားလည်းကောင်းကောင်းမစားရတော့ဘူး။အဲ့လိုမျိုး။ဟိုအာဟိုအလုံးလုံးရတဲ့အတွက်အရှိအောင်သာစားနေရအစိမ်ချမ်းသာဘူးပေါ့နော်။ဒီထက်ပိုပြီးတော့လည်းမချွေတာနိုင်ဘူး။ဟုတ်တယ်မလား။ခန္ဓာကိုယ်ကဟိုအရှိအောင်စားမရမှာလေ။ဆိုတော့ခါကျတော့ညူးညူးတော့စဉ်းစားစရာတွေအများကြီးဖြစ်လာပြီ။ဂျပန်နိုင်ငံကမလာခင်မှာစဉ်းစားပြီးတော့ လာစီခြင်းပါတယ်เนาะအဲ့အခုอืมအလုံးအလုံးနဲ့လာတဲ့လူတွေမကဘူးចောင်းနဲ့ပါလာမဲ့လူတွေပါအကျက်ရိုက်เสียရဖြစ်ကုန်ပြီဆိုတော့အဲ့တော့စဉ်းစားစားစားလာစီခြင်းပါတယ်လေးလာပြီးတော့လာကြပါအခုနေအရန်များပါတယ်အရန်ကိုကြောက်နေပြီကျွန်တော်တော့ဒါပေမဲ့ तू ကတော့ကျွန်တော်တို့ထိကျွန်တော်တို့ရည်ရတာတော့မဟုတ်ဘူးဆိုပေမဲ့ကျွန်တော်တို့ကလည်းနိုင်ငံခြားသားဆိုတော့ခါကြာနည်းနည်းတော့ ်ထိတာပေါ့နော်ကဲဂျပန်ကိုသွားချင်တဲ့သူတွေရှိလားနော်ရှိရင်တော့ဒီအမပြောတာလေးကိုနော်နားထောင်ပြီးတော့တည်တည်ချာချာလေးသွားကြရှင့်ဂျပန်ကလုံးဝမလွယ်ဘူးနော်အခွန်တွေလည်းအများကြီးကြီးတယ်နော်မြန်မာနိုင်ငံကကိုယ့်ရဲ့မိသားစုတွေကိုပြန်ပေးမယ်နော်ဒီလာစာလေးနဲ့ဘလို့အဆင်ပြေမှာလဲရှင့်ဒီလောက်အခွန်တွေများတာလေးနော်ကျမရဲ့ view လေးတော့ဒီလောက်ပါပဲရှင့်အဆုံးထိလိုက်ပါကြည့်ရှုပြီးတော့အားလုံးကျေးဇူးများတဲ့တမရရှင့်နောက်ထပ်ပြူရင်မှပြန်လည်ဆုံတွေ့ကြမယ်နော်